ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ခေါက်တင်လိုက်တာတော့ထိတ်စင်းနံပါတ်3လုံးကိုကျွန်တော်ပိုင်ပိုင်နဲ့နိုင်နေစဉ်းစားပြီးအပိုင်ဆုံးထိတ်စင်းနံပါတ်နံပါတ်၄ထိတ်စုလေးကနေတာတော်တော်လေးကို ပိုင်ပိုင်နဲ့နိုင်ဖြစ်မဲ့ထိတ်စင်းတစ်ခုပါသူကပထမရသွားတယ်လေးထိတ်ဖြစ်တယ်အဲလေးထိတ်စုလေးကနေကိုကျွန်တော်တို့ဒါတော့ဒီကနေ့ဒီအားလုံးကိုကျွန်တော်ထည့်ရခြင်းဖြစ်တယ် ပြီးတော့ကျွန်တော်ဒီလေးနဲ့ပတ်သက်လို့တိတ်ကောင်းတဲ့အတွက်မလို့ဒီပင်မှာလေးသုံးလုံးဆိုရယ်ကဏ္ဍကူလေးထည့်ရိတ်ထားပြီးခြင်းဖြစ်ပါလေနော်လေးသုံးလုံးဆိုရယ်ကဏ္ဍလေးထည့်ရိတ်ပြီးခြင်းဖြစ်ပါလေအဲ့တော့ဒီနေရာမှာဆိုရင်တော့တုံညာပရိဒီနေနဲ့လေးနဲ့လေးလေးငါတက်လေးခွန်နဲ့လေးခွန်ချောက်သူတို့ကိုစားမှာဆိုလို့ရှင်လေးချောက်တက်လေးလေးခွန် သုံးကွက်ထိုးနိုင်တော့ထိုးကြပေါ့ဗျာနော်ဒီတိုင်းပဲထိုးမယ်ဆိုရင်လေထိုးပေါ့ကျွန်တော်အလေတိုင်းလေးချင်းစီလေးနေအလေးလေးခွန်လေးအပြင်ပတ်လေးလေးသုံးကွက်တော့ရှိတယ်နော်ဒါ450တကောင်းတဲ့နံပါတ်2ပေါ့455 46တုညာဒီထဲမှာတော့ကျွန်တော်တို့ပြေးလိုက်တာ4နဲ့4နော်ကိုယ့်အကူရွေးမယ်ကျွန်တော်အနေနဲ့ရွေးပါဆို4နဲ့4ရွေးတယ်ကျွန်တော်တို့ဒီနေရာမှာဆိုရင်4ခွန်3ညာဆိုပြီးခဏရွေးတယ်ဗျနော် လေးသုံးလုံးတော့ထည့်ထားပြီးလေးနှစ်လေးလေးခွန်းတုံညာရွေးတယ်ကျွန်တော်ဒီအောက်မှာဆိုလို့ရှိရင်တော့တုံညာပြိမာလေး60ဆိုခင်ဗျာရွေးနေပြီနော်ဒုတိယဒုတိယတော့ကျွန်တော်နံပါတ်1ထိပ်ပါဗျာနော်တထိပ်ရဆိုရင်လည်းအောင်မြင်မှုအများကြီးရှိနိုင်ပါတယ်သူ့ဘာလို့ဒုတိယပေးလဲဆိုတော့ထိပ်စီးမထွက်သေးတာမို့လို့ဒုတိယပေးရခြင်းဖြစ်တယ်ဒီဒီပင်ထိပ်စီး1လို့ထွက်လာခဲ့ရင်တော့ဒီထက်ကနံပါတ်2ပဲဖြစ်ပါတယ်တက်3လုံးဆိုရင်ကဏ္ဍကိုလည်းထည့်ထားပြီးပြီဗျာနော် အဲတသုံးလုံးဆိုရင်ကနန်းလေးထည့်ပြီးအဲ့တော့ဒီနေရာမှာရွေးချယ်မှုကတော့ကျွန်တော်တို့အနေနဲ့၁၄၅ဆိုရင်ကနန်း၁၄ဆိုရင်ကနန်းနော်အဲ့ကနန်းဒီရွေးချယ်နောက်၁၈ဆိုရင်ကနန်း၁၈ဆိုရင်ကနန်းနော်ဒါလေးတွေအင်တန်ကိုကုတ်တယ်ကနန်းနေဖြစ်တယ်တတိယတော့ကျွန်တော်နံပါတ်6ဆိုရင်ထိစီဒါတော့ရှူတောင်ပေါင်းမျိုးစုံ ရှိပါတယ် တချို့မပြခဲ့တာလည်းရှိပါတယ်ဒီ6ထိန်းနဲ့ပတ်သက်လို့နော်အဲဒီ6ထိန်းနဲ့ပတ်သက်လို့လေကနကောင်းတာတွေအများကြီးရှိတယ်ဒီနေရာမှာ6 3 6 6 9 6 6 3 6964ရတော့ဒါတကွက်ထက်ပြထားတဲ့နံပါတ်ပေါ့နော်အဲ့ဒီ69နဲ့693ညာလူတွေပဲနော်ဒီကနားနှစ်ကွက်ကတော့တအားလူတွေနော်လေးမဟုတ်လို့3ညာဆိုလို့တအားမှန်နေနော်69နဲ့693ညာအဲ့လိုလူတွေအကိကနားပြီးတော့ ဒါအဲ့လိုမျိုးတော့ပြီးမယ်အကေဟိုကောင်လည်းထွက်လာရင်တော့6ခုနေအဲ့ဒါတဘောပေါင်တော့ရှင်းပြတယ်6တုံးလုံးထည့်ထားပြီးပါလေနော်ဒီမှာ၈ချိန်မှာတော့ကျွန်တော်တို့ရှင်းလေး6ဟာတော်တော်ကောင်းတဲ့နံပါတ်ပဲအဲ့နံပါတ်ကလေကျွန်တော်စိတ်ထဲမှာလေထင်တော့ထင်နေပြီเนาะအလေထိုင်လေးနောက်6ကြီးနဲ့ထိစည်းရှင်နေဒီကနားလေးတော်တော်စင်ခေါ်လေးကနားဖြစ်ဒီဒါရှင်ငါခေါ်ရှင်နှစ်ခေါ်အလေထိုင်နှစ်နဲ့တော့ကျွန်တော်ရှင်နှစ်ခေါ်နော် ဟိုကတော့59တူညာပရိကတော့ဆွဲပြထားတဲ့နံပါတ်ဖြစ်တယ်။အဲ့တော့ဒါလေးကတော့ကျွန်တော်တို့ဒီပါတူတတိမှာဆိုလို့ရှိရင်တော့ဒီကောင်းကြီးဦးစားပေးလိုက်တယ်။ဒါဒါကတော့အခုစလုံးသားအနေနဲ့တော့မိမိအနေနဲ့ပေါ့လေကနန်းများလို့ဆိုရင်လေရွေးချယ်ပြီးတော့လေဆောနိုင်တယ်တချို့ဆောချင်တဲ့လူရှိရင်လေဆောနိုင်တယ်ပေါ့နော်ကိုကိုအနေနဲ့ကတော့ဒါထဲတာတော့ထဲချလိုက်ပြီဒါတော့ကျွန်တော်တို့အနေနဲ့စတုဒ္ဒအနေနဲ့တော့ရှစ်ကိုခွန်လို ်94နော်94ရလေးဒါဘေးလို့မရတဲ့ကဏ္ဍဖြစ်နေတယ်ဗျာ94လို့97တို့နော်ဒီကောင်တွေကဘလို့မှပေးလို့မရဘူးဖြစ်နေတယ်ရှစ်တနှစ်လို့ဒါရီရတော့3ည3 9 3ကတော့အရင်နဲ့ပဲစောချင်းနဲ့စောကနောက်ခါ3ည9 3ထွက်ထားလို့ကဏ္ဍတလုံးပဲချင်းလာမယ်ဆိုရင်3ည9 3တလုံးပဲချင်းလာမယ်ဆိုလို့ရှိရင်3ည2 3 9 2 3 9 9 3ည9 6 3ဒါ3ည2 3 3ည ကျွန်တော်တို့ဟိုဟာပေါ့ဗျာနော်အခုထွက်ထားတယ်339ပေါ့339ကိုကဏ္ဍတစ်လုံးပဲချိန်လာခိုင်းလဲမလွတ်ရအောင်လို့ဆိုတော့ဒီကဏ္ဍလေးကွက်ထည့်ထားပြီးတယ်နော်ဒါတော့အလွတ်မပီးတန်းထည့်ပြီးတဲ့နံပါတ်ပေါ့နော်ကိုရှောင်းခြင်းနေဆိုရှောင်းဆောခြင်းနေဆိုဆောနော်ထွက်ပြီးတဲ့နံပါတ်ရဲ့1ချိန်ကိုဒါတစ်လုံးကပ်ပြီးတော့ထည့်ထားတယ်ကဏ္ဍခွန်ရလာတွက်ပြပြီဗျာနော်ခွန်36နေ36ခေါ်နေ36ခေါ်လဲဒါမဆိုးပါဘူးနော် ငါတချောက်တို့ဆိုတော့ဒါရှင်းပြခဲ့တယ်။တုံညာလေးလေးဆိုပြီးကဏ္ဍလေးတွေဒါလေးတွေကတော့မိမိရဲ့စိတ်မိမိရဲ့သဘောကျွန်တော်တော့ပြေးမလို့အောင်အကုန်ထေချားလေးပြန်เนาะအဲ့တော့ဒွိတိဆိုတာတော့တခါပေါက်ဖို့ဆိုတာလေတော်တော်အပင်ပန်းခံမှရနိုင်မှာပါ။နောက်လွယ်လွယ်ကူကူနဲ့တော့ကျွန်တော်ဒါကဏ္ဍထုတ်လို့မဖြစ်ပါဘူး။နော်အဲ့တော့ကိုယ်လည်းပင်ပင်ပန်းနဲ့ပြထားတာမို့လို့ကဏ္ဍနဲ့ဒီတော့လကောက်များဒီတော့လကောက်မိမိရဲ့ကံတရားနဲ့လေရွေးချယ်ပြီးတော့လေစောနိုင်တယ်။ ကိုကိုရောအနေနဲ့လည်းဆုံးဖြတ်ပြီးတော့အကောင်းဆုံးဖြစ်မယ်ထင်တဲ့နံပါတ်2ကိုတော့ကျွန်တော်တင်ထားပေးရခြင်းဖြစ်တယ်။အတူဦးနဲ့တူအပြစ်မမြင်ဘဲနဲ့မိမိရဲ့တတ်နိုင်တဲ့ဖက်ကနေပြီးတော့ကန်စမ်းကြပါလို့နော်။အဲ့တော့ကိုရောအနေနဲ့ဆုံးဖြတ်ပေးလိုက်တာတော့ဒီမှာ6ထိပ်မှတော့ဒီလောက်ထိဆုံးဖြတ်တယ်။7ထိပ်ကတော့ဒီဘက်နောက်3လုံးထိတော့တွဲပေးလိုက်တယ်နော်။ဟုတ်ပြီလား။အဲတဘောပေါက်တယ်နော်။တော့ကြာကြာများလိုက်တာများလာဘုံမကြောက်ပါနဲ့ဗျာ။ပေါက်ဖို့ပဲလောက် ကနားများလာကတော့ကြောက်နေတော့မလို့ဘူးပြောပြတာကနားများလာကမကြောက်နဲ့ကိုပေါ့မယ်ဘလို့ဆိုရမလဲဆိုဒီလိုပဲဆိုရတယ်ဗောလီနော်ဟိုလိုအပိုင်ရတော့ပေးတီးပါမလဲဗျာနော်သူကန်တဲ့သူလေးတော့ရှိကြတာဗောဒါအကောင်းဆုံးတော့ကျွန်တော်ခါတိုင်းဆိုရင်ကျွန်တော်မြောက်တော့ချားတယ်အခုမြောက်တော့မချောက်တစ်ဆိုတစ်ထိတ်ချပြစ်တာနော်လေးဆိုလေးထိတ်ချပလိုက်တာကျွန်တော်ခါတိုင်းဆိုမြောက်တော့တင်တာအခုကျွန်တော်မြောက်တော့မတင်ဆိုတော့ကျွန်တော်အပေါက်ဆိုပြီးတော့ချားထည့်တာ ဒါအပေါက်တင်လို့ကနဒီလိုမျိုးတင်လို့ဒါကျွန်တော်တို့အနေနဲ့ဘယ်အထိရောက်သွားလဲဆိုဒီစတုထအဆင့်ထိရောက်လာလိုက်တာနော်ဒို့မလို့ရှိရင်တော့ဘျောက်တော့ဖြစ်သွားလိမ့်မယ်ဒီနံပါတ်တရားနော်ဒါကြောင့်သူ့နေရာလေးနဲ့သူဦးစားပေးပြီးတော့အဲအားလုံးအောင်ပါစေပေါ့နော် အောင်ပါစေဆိုပြီးတော့ကျွန်တော်စီနာလေးနဲ့တင်ပြရခြင်းဖြစ်ပါလိမ့်နော်โอเคအားလုံးမြင်ရတယ်နော်อืมကဲအားလုံးအောင်ကြပါပါဒါရင်ကျွန်တော်တို့ကနန်းလေးတွေက ဒီလေးထိန်ဆိုတာကကြုံဖူးတဲ့ကာလာလီမာဆိုရင်ပေါ့ကြုံဖူးတဲ့ကာလာလီမာဆိုရင်ဟိုတွက်ပြမှာမဟုတ်ဘူးကျွန်တော်တို့ကြုံဖူးတဲ့ 3D မှာပေါ့နော်လေးထိန်ဆိုတာဒီလိုမျိုးသွားနိုင်တယ်ပေါ့နော်ဒီလို3 4 5 6လို့ကဏ္ဍအဲ့လိုခွေတဲ့ကဏ္ဍမျိုးပေါ့နော်3 4 5 6လို့ ခဏအဲ့လိုခွေတဲ့ထိတ်စည်းမျိုးပေါ့နော်တခါကြီးသူကပြဒီအပေါ်ခွင်ခွေတဲ့အောက်ကဒီမှာတဘောပြောပြမယ်ဒီမှာဆိုလို့ရှိရင်ဒါ6ခန့်လို့ပေါ့ဗျာဒါ5 6ဆိုလို့တဘောဒါဆိုလို့ရှိရင်တနည်း3ဆိုလို့တဘောပေါ့ဗျာတဘောပေါလာဒါ3 5ပေါ့ဒါအဲ့လိုမျိုးတွေကသူတို့တွေကခဏထိတ်တဲ့နေရာမှာအိမ်မတမအသုံးပြုလို့ကောင်းတယ်ပေါ့အဲ့ဒီမှာ6လေးရလဲရှိတော့ဒီ3 5 6မှာဒါနံပါတ်၄ထိတ်စုတွေခဏရဲ့ ြုံကြုံဘူးတွေအားလေပြောပြတာနော်အဲ့လိုကြုံဘူးတွေသိစည်းတွေအဲ့လိုဖြစ်တတ်တယ်ပေါ့နော်တဘောပြဒီဘက်မှာဆိုလို့ရှိရင်လည်းဒါကိုးလို့ပဲရပါလေဒီမှာအဲကျွန်တော်တို့ဒီမှာကိုးလို့တုံများလို့တက်တို့နှစ်တို့တဘောပေါလာအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုစီနီယာလေးတွေကနန်းစီတဲ့နံပါတ်လေးတွေဟာအဲအိုက်ဖြစ်တတ်တယ်ပေါ့ဗျာနော်တော်တော်လေးကိုကနန်းတွေအဲ့လိုမျိုးစီတဲ့နံပါတ်တွေဟာဒါအတွေ့အကြုံရမလို့ ဲကျွန်တော်တို့ဒီလေးထိတ်စုတွေကဏ္ဍကိုပွိုင်းကနေပြီးတော့ကဏ္ဍပေးရခြင်းဖြစ်ပါလေเนาะโอเค thank you အားလုံးပေါကြပါစေเนาะ